မင်္ဂလာညချမ်းပါရှင် KTFM နာတော်တော်ဆင်သူများနဲ့ Greening ပြည်သူပြည်သားများအားလုံးဘင်းကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့ KTFM ဖွတ်သူဖွတ်သားတွေကစွတ်တောင်းမြတ်တာပို့သလိုက်ပါတယ်။2025ခုနှစ်မတ်လ24ရက်တနင်္လာနေ့ညပိုင်း KTFM မြန်မာဘာသာရေဒီယိုထုတ်လွှင့်မှုအစီအစဉ်ကိုပြန်လည်ဆက်တင်ပေးပါတော့မယ်။ဒီကနေ့ရဲ့အစီအစဉ်ကိုတော့ကျမမောင်ညားမကတာဝန်ယူတင်ဆက်ပေးပါမယ်ရှင်။ ရင်းနီအမျိုးသားကောလိပ် KNNC ရဲ့ဝက်လက်မှတ်အနေဖြင့်အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါတယ်။လက်လုံမှာကိုင်ဆော့ရာကနေ၃ဦးထိခိုက်ပြီးဖခင်ဖြစ်သူကပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။စားတဲ့တည်င်းတွေအပါအဝင်ဒေသတွင်းတည်င်းတွေနဲ့မြို့ပြက်အလားဖြစ်သွားတဲ့ဖားဆောင်မြို့ရဲ့တိတ်ဆိတ်တော်နေဆွဲများဆိုတဲ့စောင်းပါကိုလည်းနားဆင်ကြရမှာပါ။အဲ့ဒီနောက်မှာတော့အမျိုးသမီးကင်တာကနေပြီး ဒါမဲ့မိုးတွင်းအမီအမိုးလုံဖို့ကြိုးစားကြတဲ့နေဆက်ကဆစ်ဆောင်များဆိုတဲ့အကြောင်း ကုံစင်းနှုံးတည်င်းတွေကိုလည်းတင်ဆက်ပေးပါမယ်ရှင်။အခုအရင်ဆုံးတော့ကန်ဒရာဝတီထိုင်းမြေတည်င်းတွေကိုပြောပြပေးပါမယ်။2020-2025ပညာသင်နှစ်မှာ သင်ယူပြီးမြောက်သွားတဲ့ Greeny အမျိုးသားကောလိပ်ရဲ့ကျောင်းသူကျောင်းသားပေါင်း တရ3ဦးကိုဒီကနေ့မတ်လ24ရက်နေ့ခရီနီဒုက္ခသည်စခန်းအမတ်တင်မှာဘွဲ့လက်မှတ်အပ်နေတဲ့အခမ်းအနားကိုကျင်းပပြုလုပ်သွားပါတယ်။ Social Science ဘာသာရပ်ကို ပြီးမြောက်သွားသူ20ဦး Computer Science ဘာသာရပ်နဲ့18ဦး Public Health ဘာသာရပ်နဲ့20ဦး Community Development ဘာသာရပ်နဲ့23ဦး Bachelor Community Development ဘာသာရပ်နဲ့22ဦးစုစုပေါင်း103ဦးကိုလက်မှတ်အပ်နေခဲ့ပါတယ်။ အခမ်းအနားကိုတော့ Greeny အမျိုးသားသူသက်ရေးပါသည် KNPP ကတာဝန်ရှိသူတွေ Greeny ပညာရေးဌာနမှတာဝန်ရှိသူတွေကျောင်းသူကျောင်းသားတွေမိဘပြည်သူတွေဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေနဲ့စုစုပေါင်းလူဦးရေ900ကျော်တက်ရောက်အားပေးခဲ့ကြပါတယ်အခမ်းအနားမှာတော့ KNNC ကျောင်းတာဝန်ခံဆ ्याम ကြီးမော်မီမာကနေအမှားစကားပြောကြတာ Greeny ပြည်အစိုးရဝန်ကြီးချုပ်ခူဦးရေမှအားပေးစကားပြောကြတာ အထူးပြုဘာသာရပ်အလိုက်ကျောင်းသူကျောင်းသားတွေကိုလက်မှတ်အနေချင်းအစီအစဉ်စုရကျောင်းသားတွေကို စုချီးမြှင့်တဲ့အစီအစဉ်ဂုံပြုတည်တခြင်းတည်ဆူရာနဲ့စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူတဲ့အစီအစဉ်တွေကိုပြုလုပ်သွားခဲ့ပါတယ်ရှန်ခရနီနဲ့စကဖဲခုံမြို့နယ်ကြေးရွာတရွာမှာလက်လုံမိုင်းကိုင်းဆော့ရာကနေကလေး၃ဦးထိခိုက်ပြီးလူကြီး၃ဦးပွဲချင်းပြီးတေဆုံးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗါဒ ပြီးခဲ့တဲ့မတ်လ22ရက်နေ့ကဖြစ်ပွားခဲ့တာပါမိုင်းဖြစ်မှန်မသိဘဲကိုင်းစော့ရာကနေဖြစ်ပွားခဲ့တယ်လို့ဒေတာခန်အမျိုးသမီးတူကတော့ Candrawati Time ကိုပြောပါတယ်ရွာပြင်မှာတွေ့တာမိုင်ကရွာနဲ့သုံးမိုင်กว่าတယ်ကလေးကတွေ့ပြီးတော့မှယူပြန်လာတာယူလာတာက ကလေးအဖေကမိုင်ဖြစ်မှန်မသိဘဲနဲ့ကွန်အစ်နဲ့ပြလုံမယ်ဆိုပြီးတော့မှဆော့ရီနဲ့ဖြစ်သွားတာလို့ဒေသခံအမျိုးသမီးတူက Candrawati Time ကိုပြန်ပြောပြပါတယ် ပွဲချင်းပြီးတည်ဆုံးခဲ့သူဟာအသက်35နှစ်အရွယ်ဖခင်ဖြစ်သူဦးအေဖရခဆိုဒဲဖြစ်ပါတယ်။တားဖြစ်သူအသက်10နှစ်အရွယ်တဦးနဲ့12နှစ်အရွယ်တဦး9နှစ်အရွယ်သမီးတဦးတို့ကထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ထိခိုက်တဲ့သူ၃ဦးထဲမှာတော့တဦးကတော့အနှဲငယ်စိုးရင်ရတယ်လို့ဒေသခံအမျိုးသမီးတဦးကဆက်ပြောပါတယ်။ထိခိုက်တဲ့သူတွေကတော့ခြေထောက်တွေ ်လဘေးအနောက်ဖက်နဲ့ပေါင်တွေထိတယ်တခြားနေရာလည်းထိခိုက်တာရှိသေးတယ်လဘေးနောက်ကျော်ထိတဲ့တယောက်တော့နည်းနည်းစိုးရင်ရတယ်လို့သူကပြောပါတယ်အခုလိုမိုင်းကြောင့်မတော်တဆထိခိုက်မှုဖြစ်ပေါ်တာဟာဘီသူအထက်ရွာမှာပရမဆုံးအကျိန်ဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာတော့ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုဆေးကုသမှု ပေးနေတယ်လို့သိရပါဗျ။ကွယ်လွန်သွားတဲ့ဖခင်ဖြစ်သူရဲ့နာယီအတွက်အကူအညီနဲ့ကလေးတွေရဲ့ဆေးဖိုးဝါခအတွက်အကူအညီတွေလိုအပ်နေတယ်လို့ပြောပါဗျ။ ဂရင်းနီပြည်တွင်းကဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုမျှဝေချင်တာတောင်းဆိုချင်တာပြောင်းလဲစေလိုတာတွေနဲ့ပြည်သူတွေနေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပြန်လည်မျှဝေပြောပြပေးချင်တယ်ဆိုရင်ကနယောက်ဒီထိုင်းရဲ့လူထုစာလွှာအစီအစဉ်မှာပေးပို့စာကနေတဆင့်ပါဝင်နိုင်ပါတယ်။တင်းရဲ့ပေးပို့စာကိုကနယောက်ဒီထိုင်းရဲ့ Facebook Messenger ကပဲဖြစ်စေ ktfmbamis@gmail.com ကိုစာရေးသားပေးပို့တာဖြစ်စေပြုလုပ်နိုင်ပါတယ်။ Signal ဒါမှမဟုတ် Telegram ကနေတဆင့်ရေးသားပြဖို့ချင်တယ်ဆိုရင်တော့အပေါင်း6685881နှစ်1ကိုရေးသားပြဖို့နိုင်ပါတယ်ခင်ဗျာ လူထုတွေပြဖို့လာတဲ့စာလွှာတွေကိုပြန်လည်ဖတ်ကြားပေးမှာဖြစ်ပြီးတော့တက်ဆိုင်ရာတွေဘက်ကနေ ပြန်လည်ဖြည့်ကြားချင်တယ်ဆိုရင်လူထုစာလွှာအစီအစဉ်ကနေတဆင့်ပြန်လည်ပြဖို့ဖြည့်ကြားနိုင်ပါတယ်ခင်ဗျာ ကန်ဒရဝတီထိုင်းမြေသတင်းတွေကိုနားဆင်ခဲ့ကြရတာပါဆလဘီမိုးလေဝသခမန်းချက်တွေကိုနားဆင်ကြရမှာပါမက်ရှလ24ရင်းနေကနေမက်ရှလ30ရင်းနေအထိရက်သက်သပတ်အတွင်မှာတော့ Greeny P အပါအဝင်မြန်မာနိုင်ငံရဲ့နေရာဒေသတချို့မှာအချိန်အခါမဟုတ်မိုးထစ်ထုံရွာသွန်းနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဒီကနေ့မက်ရှလ24ရင်းနေမှာအသိပေးထုတ်ပြန်ထားပါတယ်။ဒါ့အပြင်လာမယ့် April ပထမအပတ်မှာလည်း Greeny P အပါအဝင် ရှမ်းပြည်နယ်အရှိပိုင်းနေပြည်တော်ဒေသအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတွေမှာမိုးအနှင်းငယ်ကနေမိုးအထင်အထင်ရွာနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။လက်တလောရွာသွန်းတဲ့မိုးတွေဟာကြီးကြီးမားမားရွာနိုင်ချေမရှိပေမဲ့လာမယ့်မိုးကြိုကာလအတွင်းမှာတော့မိုးပိုများလာနိုင်မှာဖြစ်တယ်လို့ဦးဝင်းနိုင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာအခုလိုပြောထားပါတယ်။ မိုးကြိုကာလထဲတော်မရောက်သေးတဲ့ဒီလိုအချိန်မှာဘေဒီတာမမဆိုမိုးရွာတော့ရွာနိုင်တယ်နည်းနည်းသာရွာပါမယ်မိုးကြိုကာလဧပြီလ16ရက်နေ့ကနေမတ်လ15ရက်နေ့အတွင်းကျမှမိုးအသင့်အသင့်မိုးများလာတွေဖြစ်လာနိုင်မယ်လို့ဦးဝင်းနိုင်ကသူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်လက်ရှိရက်သက်ပတ်အတွင်းမှာတော့မိုးထချုံရွာသွန်းနိုင်မဲ့ဒေသတွေဟာ Greening ပြည်အပါအဝင် စကိုင်းတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဖြစ်တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာပြောထားပါတယ်။ပြီးခဲ့တဲ့မတ်လ23ရက်နေ့ကလည်းဒီမိုဆူမြူနယ်အနောက်ချမ်းကဆစ်ရှောင်းစခန်းတနင်္လာမှာလေပြင်းတိုက်ခိုက်တာကြောင့်ဆစ်ရှောင်းစခန်းကဆစ်ရှောင်းနေအိမ်အလုံး20ဝန်းကျင်ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။ မတ်လ23ရက်နေ့အတွင်းမှာပဲမိုးရွာသွန်းပြီးလေပြင်းတိုက်ခိုက်တာကြောင့်ဒီမွန်ဆိုမြင့်နဲ့အနောက်ခြမ်းကဆက်ရှောင်းစခန်းနဲ့ခြေရွာတချို့မှာနေအိမ်ခေါင်မိုးပျက်စီးတာတွေအပြင်ဆက်ရှောင်းစာတင်ကျောင်းတွေဟာလည်းပျက်စီးခဲ့ကအမိုးအကာတွေလိုအပ်နေတယ်လို့ဆက်ရှောင်းကူညီသူတွေစီကသိရပါဗျာ။ KTN fan ပြည်သက်တွေကိုဆောင်းပန်းကန်တာကနေပြလဲကျဆူလိုက်ပါတယ်။ဒီနေ့မှာတော့မြို့ပြက်အလားဖြစ်သွားတဲ့ဖာဆောင်မြို့ရဲ့တိတ်ဆိတ်သောနေ့ဆွဲများဆိုတဲ့အကြောင်းကိုနာဆင်ကြရမှာပါ။ Candrawati Time တင်ထောက်ဆိုအေကညောသူ့ရဲ့မွေးရက်စာတိမြို့ဖြစ်တဲ့ဖာဆောင်မြို့ကိုအခွင့်အခါရလို့ပြန်ခွင့်ရတဲ့အခါမှာသူမြင်တွေ့ခဲ့ရတဲ့ဖာဆောင်မြို့ရဲ့အခြေအနေ သူကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုဒီဆောင်ပါမှာပြလဲပြောပြပေးထားပါတယ်။အကြောင်းအရာအဖြစ်ဆုံးကိုတော့မော်လီမြကပြလဲတင်ဆက်ပေးထားပါတယ်ရှင်။မရှိလာ၁၈ရက်နေ့မှာကျွန်တော်ရဲ့မွေးရက်ချက်ကျွေဇာတိမြို့လေးဖြစ်တဲ့ဖားဆောင်မြို့လေးကိုတော်လာရေးရဲဘော်တွေကအကအကွယ်ပေးလို့ ကံကောင်းစွာနဲ့မြို့တဲကိုဝင်ခွင့်ရခဲ့ပါတယ်။ဖားဆောင်မြို့ကိုဝင်တဲ့အချိန်မှာပထမဆုံးမြင်တွေ့လိုက်ရတာကတော့ခြုံတွေထူပြီးမပေါ်တပေါ်လေးဖြစ်တဲ့ဖားဆောင်မြို့မှာကြိုဆိုပါ ਈ ဆိုတဲ့ဆိုင်းပုတ်လေးပဲ ဖြစ်ပါတယ်။အဲဒီနောက်မှာဆက်သွားပြီးကြီးလိုက်တဲ့အခါလမ်းမကြီးတစ်လျှောက်တိရွဲ့တွေကြွေကြခြုံတွေပိတ်ပေါင်းထူထပ်နေတဲ့ဖားဆောင်မြို့ရဲ့မြို့နယ်စင်းရုံကိုတွေ့မိတဲ့အခါစိတ်ထဲမှာစိုးရိမ်မှုတွေဖြစ်လာပါတယ်။ မြို့လယ်လမ်းတစ်လျှောက်ကားနဲ့ဆက်လာလိုက်တဲ့အခါမြို့လယ်ခေါင်အဝေစပြီးမြင်တွေ့ရတာကမြို့ခံဖြစ်တဲ့စာရေးသူကျွန်တော်အတွက် တွေးပြက်ခြောက်ခြားစရာပါပြည်သူနေအိမ်မီးလောင်တာလက်နေကြီးထိမှန်တာတွေနဲ့တူလူကျူကိမဲ့ယုံတမ်ကတရိษံတကောင်းမှမတွေ့ရတဲ့ရုပ်ရှင်စက္ကတဲ့ကမြို့ပြက်ကြီးတဲ့ရောက်နေတဲ့ခန်းစားချက်တွေပြင်းနေလို့လာပါတော့တယ်ကျွန်တော်ရဲ့ဇာတိဖြစ်တဲ့ဖားဆောင်မြို့မှာ 2024ခုနှစ်ဖေဖော်ဝါရီ29ရက်နေ့မှာတိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်ကစလို့ဖားဆောင်မြို့သိမ်းတိုက်ပွဲဟာအခုဆိုရင်တော့တနစ်ကျော်လာပါပြီဒါပေမဲ့ဖားဆောင်မြို့ကို အပိတက်မသိမ်းယူနိုင်သေးပါဘူးဖားဆောင်မြို့ရဲ့မြို့ဧရိယာစတူရမိုက်ပေါင်း၃ညတသမ၄6ခွန်းသာအကျယ်ဝရှိနေတာပါစက်ကောင်စီရဲ့ခလာရ335ကလည်းမြို့ရင်းမှာရှိနေတဲ့အတွက် တိုက်ပွဲတွေကြားဖားဆောင်မျိုးကအပြည့်အစည်းများနေပါတယ်။အဲ့ဒီထဲမှာမြို့ခံတွေရဲ့နေအိမ်တွေဘာသာရေးဆောက်ဦးတွေဟာစစ်ပွဲကြားမှာကျွေမှွပြည့်စည်သွားခဲ့ပါတယ်။ဖားဆောင်မျိုးတွေမှာတော့တောင်ပိုင်းမြောက်ပိုင်းကွက်တိနဲ့တောင်ပေါ်ဆိုပြီးရက်ွက်လေးခုရှိပါတယ်။ဖားဆောင်မြို့တိုင်းတိုက်ပွဲစခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ29ရက်နေ့မှာ စက်ကောင်စီကဖားဆောင်မျိုးမြောက်ပိုင်းရက်ကွက်ကိုမီးလောင်ပုံးတွေနဲ့စတင်ကျဲချခဲ့တာဖြစ်ပါတယ်။အဲဒီမီးလောင်ပုံးတွေဟာမြောက်ပိုင်းရက်ကွက်ကစတင်လောင်ကျွမ်းပြီးတောင်ပိုင်းရက်ကွက်နှစ်ချင်းခရိယာဖြန်းချောင်းဝင်ထိလမ်းဘေးဝဲဘဲနဲ့ရဘဲနှစ်ခုစလုံးမီးကူးဆက်လောင်ကျွမ်းခဲ့တာပါ။အဲဒီမီးလောင်ကျွမ်းမှုဟာဖားဆောင်မျိုးရဲ့60ရာခိုင်နှုန်းနှီးပါသောပြည်သူနေအိမ်အဆောက်အုံတွေကိုဖျက်ဆီးစေခဲ့ပါတယ်။ဒါရင်မကသေးပါဘူး။ တော်လိုက်ရင်တပ်ဖွဲ့နဲ့စစ်ကောင်စီကြားတိုက်ပွဲပြင်းထန်လာတဲ့နောက်ပိုင်းမှာစစ်ကောင်စီကမြို့တွေကိုလင်းရင်နဲ့ကျဲချတာ60မမ120မမစတဲ့လက်နက်ကြီးတွေနဲ့ရန်တန်းပစ်ခတ်လာပါတယ်။အဲဒီလိုပစ်ခတ်မှုတွေကြောင့်မီးမလောင်ကျွမ်းနိုင်သေးတဲ့ပြည်သူတွေရဲ့နေအိမ်၊ခြံဝန်းတွေထပ်မံထိခိုက်ပျက်စီးခဲ့ပါတော့တယ်။ဒါတွေပြေပစ်ခတ်လိုက်တဲ့လက်နက်ကြီးနဲ့ဘုံကျဲတာတွေကလည်းလက်မကြီးတွေမှာကြာရောက်ပောက်ကွဲခဲ့တာကြောင့်လည်း လမ်းတွေပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။ဖားဆောင်မြို့တွေမှာစစ်ကောင်စီရဲ့ခလာရတိတုံးလေးအောက်တန်းနဲ့ခလာရတိတုံးကအပေါ်တက်ဆိုပြီးနှစ်သက်ချင်းဆိုင်ထားပါတယ်။ခလာရတိတုံးကဟာဖားဆောင်မြို့ရဲ့ကွတိရက်ွက်မှာရှိပြီးခလာရတိတုံးလေးကတော့ဖားဆောင်မြို့ရဲ့တောင်ပေါ်ရက်ွက်မှာတည်ရှိနေပါတယ်။အခုဖားဆောင်မြို့ရဲ့အဝင် ထွက်တွေအပြင်မြို့ရင်းနေရာအများစုကို တော်လိုင်းရေးအင်အားစုနဲ့ ERO တွေကထိချုပ်ထားပြီးဖြစ်ပါတယ်။အခုလက်ရှိဖားဆောင်မြို့ရဲ့မြို့အဝေးအစမိုက်ဆုံးထိလမ်းမကြီးရဲ့လက်ဝဲလက်ရနှစ်ဖက်စလုံးမှာလက်နေကြီးနဲ့လေရီဘုံထိပ်ပြီးမင်းလောက်ပျက်စီးခဲ့တဲ့ပြည်သူရဲ့နေအိမ်တွေမော်တော်ယာဉ်တွေနဲ့ခြုံရွယ်ထူထပ်နေတဲ့ဘာသာရေးအဆောက်အုံတွေကို မြင်တွေ့နေရပါတယ်။ကာခိတက်ရတဲ့အချိန်မှာတော့ရဲဘော်တယောက်နဲ့အတူ မိသားစုစုစုံလေးလေးရှိခဲ့တဲ့ကျွန်တော်အိမ်ကို ပြန်သွားကြည့်ခဲ့ပါတယ်။ကျွန်တော်ဟာစစ်ကောင်စီကလက်နက်ကြီးပစ်ခတ်တာကြောင့်အိမ်ကောင်းအပေါက်ဖြစ်ကပြက်ကျဲနေတဲ့ကျွန်တော်အဖို့အစားတွေစာအုပ်တွေနဲ့တူ ကွဲနေတဲ့မှန်တွေပြုတ်ကျနေတဲ့မိသားစုတပ်ပုံလေးတွေကိုစိတ်မကောင်းစွာတွေးလိုက်ရပါတယ်။ကျွန်တော်မိသားစုတပ်ပုံလေးတွေကပါလာတဲ့အိတ်တွေကိုထည့်ပြီးဝဲလာတဲ့မျက်ရည်တွေကိုခက်တွတ်တွတ်တုပ်ကား ိတ်တဆိတ်လေးနဲ့အိမ်ကနေလက်ထွက်ခဲ့ပါတယ်။တခြားသောအသည့်ငယ်ချင်းအိမ်တွေကိုသွားကြည့်ပြန်တော့လေကျွန်တော်အိမ်လိုပါပဲ။အိမ်ကအိမ်နဲ့မတူပဲတရေသစင်ကုမြူးနေတဲ့တုတ်တန်ဖြစ်လို့ကားရပ်ထားတဲ့နေရာကျွန်တော်တို့ပြန်စုမယ်လို့ပြောတဲ့လမ်းကိုပြန်တဲ့အချိန်မှာလက်နေကြီးလက်နေငယ်တန်တွေပေါ်ထွက်ရပါတယ်။ကျွန်တော်နဲ့အတူအဖို့ပါလာရတဲ့ရဲဘော်တယောက်ဟာနီးစက်ရမြောင်းတဲ့ကို ဒိုင်ပေထိုးဝေခဲ့ပါတယ်။စစ်ကောင်စီရဲ့ခလာရတစ်တုံးလေးတောင်ပေါ်ကနေလက်နေကြီးနဲ့မြို့တွေကို နမနိခဆက်တိုက်ပစ်ခတ်လာပါတယ်။ကျွန်တော်ကြောက်လွန်လို့ခေါင်းမဖော်ရဲပဲမြောင်းထဲမှာဝုတ်နေတဲ့အတွက်လက်နေကြီးဘယ်ကိုကြားရပောက်ကွဲတယ်ဆိုတာမသိခဲ့ပါဘူး။ပူပြင်းလာတဲ့ဖားဆောင်မြို့ရဲ့ຫນွေအပူဟာရေထဲကစိုးရိမ်စိတ်ဝမ်းနေစိတ်ပူပန်စိတ်အပူကိုတော့မရှင်နိုင်ပါဘူး။ကံကောင်းစွာနဲ့ပဲ ကျွန်တော်တို့ဒီခြောက်ချားစရာဝမ်းနည်းစရာ တွေးပြက်စရာမြို့ပြက်တဲကနေအကောင်းဆုံးအနေရကင်းကင်းနဲ့ပြန်ထွက်လာနိုင်ခဲ့ပါတယ်ရခင်ကဆိုင်ကယ်တွေ ကားတွေစီစီကကနဲ့ကုံတွေရောင်းဝယ်ခဲ့တဲ့ဂရီနီဘီကပျော်ရွှင်စရာကောင်းခဲ့တဲ့တန်လွင်မြင့်နေပေ ဖားဆောင်မျိုးလေးဟာအခုမှတော့တုတ်တန်တစလို လူသူကိမဲ့၆ချားစရာမြို့ကြီးအဖြစ်သာတည်ရှိလို့နေပါတော့တယ် ဆောင်းပန်းကန်တာကနေပြီးမြို့ပြက်အလားဖြစ်သွားတဲ့ဖားဆောင်မြို့ရဲ့တိတ်ဆိတ်သောနေဆွဲများဆိုတဲ့အကြောင်းကိုနားဆင်ခဲ့ကြရတာပဲဖြစ်ပါတယ်။အိမ်နဲ့မကောပုံးခိုရဘုံခိုခြင်းတစ်ခုတည်းမှာဘာတွေကိုဆောင်းထားပြီးဘာတွေကိုရှောင်ရှားရမလဲ။ဘုံခိုခြင်းနဲ့ပတ်သက်တဲ့ဆောင်းရံရှောင်းရံများအရေးပေါ်အခြေအနေတွေမှာဘုံခိုခြင်းတွေကိုအချိန်မီဝင်ရောက်ပုံးခိုနိုင်ဖို့ မိသားစုဝင်တိုင်းစနစ်တကျကြိုတင်နှိမ့်ကျင့်ထားဖို့လိုပါတယ်။ဘုံဖို့ခြင်းနေရာကိုတောဖို့လမ်းကြောင်းကိုကြိုပြီးရှင်းလင်းထားရမယ်နော်။ဒီကြောင်းနဲ့လက်နေကြီး NDA ဒေသတရသတင်းပေးပို့ချက်တွေကိုအမြင်စောင့်ကြည့်နားထောင်ဖို့မမေ့နေနော်။အရေးပေါ်လိုအပ်တဲ့အချိန်မှာသုံးနိုင်ဖို့အတွက်ရေးခါချောက်စောက်သုံးရေးစီဝါပစ္စည်းတွေဥပမာအရက်ပြန်ပက်တီကွန် လာစတာနဲ့အကိုက်ခေးပျောက်စေခြင်လေးဆေးတွေထစ်ထားတဲ့အသက် KH တခုကိုပြင်ပြီးတော့အသက်ဆောင်ထားရမယ်နော်အဝတ်အစားတချို့စောင်းဒါလက်နိုင်တယ်မင်းဆိုလာဘက်ထရီသုံးဖုန်းနဲ့ဗီဒီယိုတွေကိုလည်းကြိုးဖို့အိတ်ထင်းမှာအသက်ကြိုထည့်ထားရမယ်နော်သက်ကြီးရွယ်အိုမတန်ဆုံးကလေးတငယ်နဲ့နာမကျန်းတဲ့မိသားစုဝင်တွေရှိရင်သူတို့အတွက်အလိုအပ်တဲ့ PC တွေကိုလည်းကြိုတင်ထုတ်ဖို့ထားရမယ်နော် မိသားစုဝင်အချင်းချင်းစိတ်ပိုင်းဆိုင်ရာဖေးမအားပေးမှုအမြင်မပြတ်ရှိရမယ်နော်။နဲနဲကြီးဒီချောင်းတိုက်ခိုက်တာတွေဖြစ်နေတဲ့အချိန်မှာဘုံဖို့ကျင်းတွေကနေအပြင်ကိုထွက်ကြည့်ရမျိုးလုံးဝလုံးဝမလုပ်ရဘူးနော်။အားလုံးလုံးကျုံစိတ်ချရတဲ့အချိန်ကြမှာဘုံဖို့ကျင်းတွေကနေထွက်ရပါမယ်။မိသားစုတိုင်းရှင်တန်ဖို့အိမ်ကမပေါ်ပုံဖို့ဆို့ စ်သတင်းလာနေမှာတင်ဆက်ပေးနေတဲ့အမျိုးသမီးခန္ဓာကနေပြီးဒီတစ်ပတ်မှာတော့နေဆက်ဆက်ဆောင်စခန်းကအမျိုးသမီးတွေရဲ့အကြောင်းကိုနားဆင်ကြရမှာပါ။လေပြင်းတွေမကြာခဏတိုက်ခိုက်တတ်တဲ့ဒီလိုຫນွေဦးကာလာမျိုးမှာဆက်ဆောင်တွေဟာသူတို့ရဲ့တဲအိမ်အမိုးလေးလေပြင်းကြောင့်ပျက်စီးသွားမှကိုစိုးရိမ်နေရသလိုຫນွေအကုံမိုးအကူရောက်ပြန်ရင်လည်းအမိုးမလုံးမှကိုစိုးရိမ်နေကြရပါတယ်။ဒါကြောင့်နေဆက်ကဆက်ဆောင်အမျိုးသမီးအများစုဟာ ကို့အိမ်အမိုးလုံဖို့ဖက်ရွက်ကောက်ကြတယ်လို့တနိုင်းတပိုင်းဝင်ဝင်ရဖို့အတွက်ဖက်ရွက်ကောက်ကြတဲ့အမျိုးသမီးတွေလည်းရှိနေပါတယ်။ဒီအကြောင်းကိုတော့ Candrawati Time သတင်းထောက်ဂေးတူကစူးစီးပေးပို့ထားပြီးမော်လင်းမြကအခုလိုပြည်လဲတင်ဆက်ပေးထားပါတယ်ရှင်။ဆစ်ဆောင်စခန်းတစ်ခုရဲ့တဲငယ်လေးတလုံးထဲမှာအသက်၄၀ကျော်အရွယ်အမျိုးသမီးမော်ဖိုးမူတယောက်စိတ်ရှည်လက်ရှည်နဲ့ ဖဲရွက်တွေထိုင်ပြီးခြုံနေပါတယ်။မော်ဖုံးမော်ပြောပြနေတာကိုကင်နော်ရီထိုင်ကအခုလိုပြန်ဖတ်ပြပေးထားပါတယ်။အေးမိုးကလည်းမကောင်းတော့ဘူးမိုးကလည်းနောက်ပိုင်းဆိုင်မထုတ်ပေးနိုင်တော့ဘူးလို့အဲ့လိုကြတော့စိုးရိမ်တယ်လေ။အဲ့ဒါကြောင့်မလတ်တက်လတ်တက်နဲ့ဖဲရွက်နဲ့မိုးနိုင်ဖို့ကြိုးစားနေတာ။မော်ဖုံးမော်ဟာตาနှယောက်နဲ့တူတဲအိမ်လေးထဲမှာနေထိုင်နေကြတာပါ။တဲအိမ်မှာမိုးထားတဲ့အမိုးကတော့အတော်လေးကို ဟောင်းနှွမ်းဆွေးမြေ့နေပါပြီ။ဒါကြောင့်လဲမိုးကအစားဖဲ့ရွက်တဲ့အမိုးပြုလုပ်ဖို့မော်ဖုံးမှုစ조사နေတာပါ။မော်ဖုံးမှုတို့နေထိုင်တဲ့ဆစ်ရှောင်းစခန်းကတဲအိမ်တွေအတွက်အမိုးမိုးမဲ့မိုးကတွေကိုအလူရှင်တွေကထောက်ပတ်ပေးခဲ့တာပါ။ဒါပေမဲ့လဲဆစ်ရှောင်းကာလရှည်ကြလာတဲ့နဲ့အမျှဆစ်ရှောင်းဥယျာဉ်တွေများလာသလိုအလူရှင်တွေလည်းထောက်ပတ်နိုင်မှုနည်းပါးလာနေပါတယ်။ ဒါကြောင့်ပဲခုချိန်ကစပြီးဆွေးမြင့်နေတဲ့မိုးကာကို အစားထိုးနိုင်ဖို့မော်ဖိုးမိုရွတ်တနိုင်တစ်ပိုင်ဖက်ရွက်တွေ ကောက်ပြီးအမိုးမိုးဖို့ပြင်ဆင်နေကြရပါပြီ။နနဲ့မိုးတော့အာယုံမတက်ခင်ကတည်းကအဲ့ရထပြီးဖက်ရွက်တွေကိုထဲမဲ့ပလိုက်အရှိကြီးရွက်ကမမြင်မဆန်းတဲ့မောင်မောင်မဲမဲတောတဲ့ကိုဖက်ရွက်တွေကောက်ဖို့ထွက်လာခဲ့ရပါတယ်။အမျိုးသမီးဖြစ်သလိုခန္ဓာကိုယ်ကသိသိတဲ့တွယ်နေမို့ ပလိုက်အရှိချင်းရွက်ပြီးတောင်တက်တောင်ဆင်းလှုပ်ရတာကတူအတွက်တော့မလွယ်ကူလာပါဘူး။ဒါရီပြေဖက်ရွက်တွေကတောင်ဆောင်းတွေမှာပဲကျွေချနေတာများတော့မို့သွားကောက်ဖို့ကလည်းခဲနေပြန်ပါတယ်။မတ်ဆောက်လွန်းတဲ့တောင်ဆောင်းတွေမှာကြောက်တုံးတေးတေးလေးတွေကလည်းအလိုများတာကြောင့်ခြေချော်ပြီးပြုတ်ကျနိုင်တဲ့အနေရရှိနေပါတယ်။ဒီလိုနေရာတွေသွားလာဖို့ဆိုရင်တောင်တက်ဖက်နှက်တွေဒါမှမဟုတ် တော်ရီစီဘောဖနက်တွေစီးပြီး queue တစ်ဆိုက်သွားလာရမှာပါ။ဒါပေမဲ့လည်းဆက်ဆောင်ဖြစ်တဲ့မော်ဖိုးမူမှာရွေးချယ်စရာမရှိပါဘူး။ရှိနေတဲ့ညက်ဖနက်လေးနဲ့ပဲဖဲ့ရွက်ကောက်ဖို့စီးနင်းသွားရတာပါ။အရင်ချော်တယ်တောင်စားတွေမှာကောက်ရတော့လေဖနက်လည်းတခြားစီးပြီးမှသွားရတာအဆင်ပြေတာ။အခုကဖနက်လည်းမရှိတော့ညက်ဖနက်နဲ့ပဲသွားရတော့ပဲအချိန်ချော်ကြမလဲစိုးရိမ်နေရတယ်။ တမနဲ့ဆိုကောက်နေကြသူတွေတော့အများကြီးရတယ်။ကျမကတော့တခါမှမကောက်ဖူးသေးတော့နည်းနည်းပဲရတယ်။မော်ဖိုးမော်ဟာအာနာသိပြီးနောက်ပိုင်း2023မတ်လပိုင်းမှာနေဆက်ဆက်ရှောက်စခန်းတနေရာကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။သူနေထိုင်ခဲ့တဲ့ဒီမော်ဆိုမြို့နယ်လေးတဲကကြီးရွာမှာနေတုန်းကတော့ဖဲရွက်ကောက်တာမျိုးလုံးဝမလုပ်ခဲ့ဘူးပါဘူး။နေဆက်ဆက်ရှောက်စခန်းရောက်မှသာဖဲရွက်ဆိုတာမြင်ဖူးကောက်ဖူးတာဖြစ်ပါတယ်။ ဖဲ့ရွက်ောက်တာသူ့အတွက်ပထမဆုံးချိန်ဖြစ်လို့ခက်ခဲပင်ပန်းလွန်းတဲ့အပြင်ဖဲ့ရွက်ကိုပြန်လဲချုပ်တဲ့နေရာမှာလည်းသူ့အတွက်ထင်သလောက်မလွယ်ခဲ့ပါဘူး။မော်ဖိုးမိုးတို့လိုပဲအိမ်ခေါင်မိုးအတွက်ဖဲ့ရွက်ောက်နေရတဲ့အထဲမှာအသက်55နှစ်အရွယ်မော်ငားမြာလည်းပါဝင်နေပါတယ်။မော်ငားမြာကတော့သူ့ရဲ့အိမ်အမူးမိုးဖို့အတွက်တင်မကပဲဖဲ့ရွက်တွေကို ရောင်းနိုင်ဖို့အတွက်ပါကောက်ယူနေသူပါ။ဆွေရှောက်ရီဝင်ဝင်မရှိတဲ့သူတို့တွေအတွက် ဖဲ့ရွက်ကိုကောက်ပြီးပြန်လည်ရောင်းချလို့ရတဲ့အကြောင်းဆစ်ဆောင်စခန်းရဲ့ရက်ွက်မှုစီကသစင်တိခဲရတယ်လို့ဆိုပါတယ်။မော်ငားမြာမှာတော့နယ်ဆက်ဆစ်ဆောင်စခန်းမှာတမီးလေး၃ယောက်နဲ့အတူနေထိုင်တာပါ။ဒါယောက်ကြားမရှိတဲ့သူ့အတွက်ဖဲ့ရွက်တွေကိုချုပ်ဖို့ဝါးတွေ ခုတ်တဲ့နေရာမှာ အခက်အခဲရှိတယ်လို့ဆိုပါတယ်။ဖဲ့ရွက်တွေစီကောက်နေဆိုတော့လိုက်ကောက်တယ်စခန်းထက်ကဝယ်လေးစီတိုင်းဝယ်ပေးမယ်လို့ရက်ွက်မှုကလာပြောတယ်။ အဲ့ကြောင့်ဇူစားပြီးတော့ဖေးရွက်တွေတောက်ောက်နေဟီးတွေလောက်တယ်ပေါ့ဝါးတွေတောက်ခုတ်လာပြီးတော့သူများတွေတောက်ခုတ်ပေးလိုက်ရင်တော့နီးတွေလောက်တာတော့လောက်တက်တယ်လေဝါးတောက်ခုတ်တဲ့အချိန်ပဲခုတ်ရမှာနည်းနည်းကြောက်တယ်မော်ငါးညာပြောပြတာကိုကန်ရဝရီထိုင်းကပြန်လဲဖတ်ပြပေးသွားတာဖြစ်ပါတယ်ဖေးရွက်အမိုးအတွက်ချုပ်လုတဲ့အခါမှာအစိမ့်တက်တက်လို့ဖြစ်နေတဲ့သူတို့အတွက်ကနအူးစတင်ချင်းဟာအင်မတန်ခက်ခဲတယ်လို့ဆိုပါတယ် ဖဲ့ရွက်ချုပ်လုံနေကြသူတွေကနေတဆင့်မျက်စိနဲ့ကြည့်ပြီးတင်ယူရတာဖြစ်တယ်လို့ကိုယ်တိုင်ပြန်အသုံးချရတာလို့ဆိုပါတယ်။မော်ငားများနဲ့မော်ဖိုးများတို့နေထိုင်တဲ့ဆက်ရှောင်စခန်းမှာအုတ်ချုပ်ရည်မှုတွေက အခုနှစ်အတွက်အမိုးအကံမထုတ်ပေးနိုင်တော့မှကို စိုးရိမ်တဲ့အကြောင်းပြောပြလာပါတယ်။နှွေဦးရည်မှာ လေပြေးတိုက်ခိုက်တာကြောင့်ဆက်ရှောင်စခန်းကတဲအိမ်လေးရဲ့အမိုးပါသွားမှကိုစိုးရိမ်နေရတဲ့အပြင်နှွေအကောမိုးအကူရောက်ပြန်ရင်လည်း မိုးမလုံးမကိုဆစ်ရှော်တွေကစိုးရင်နေကြရပါပြီ။ဒါကြောင့်လဲမိုးတွေအမီတက်နိုင်သမျှစူးစမ်းပြီးဖဲ့ရွက်ကောက်ကတဲအင်ငယ်လေးကိုအမိုးမိုးနိုင်ဖို့စူးစမ်းနေရပါတယ်။ဒါပေမဲ့လဲဖဲ့ရွက်ဟာအလုံးအတွက်လုံလောက်တဲ့အမိုးပေးနိုင်မယ့်အနေအထားတော့ရှိမနေပြန်ပါဘူး။တချို့သောတက်နိုင်သူတွေကမိုးကဝယ်ပြီးအိမ်အမိုးကိုပြန်လဲပြုပြင်နေကြပါတယ်။မော်ဖိုးမြန်နဲ့မော်ငားမြန်တို့နေထိုင်တဲ့ဆစ်ဆောင်စခန်းမှာ အိတ်ချီ400နီးပါးရှိနေပြီးသူတို့လိုမျိုးမိုးကအစားဖဲ့ရွက်ကိုအစားထိုးစူးစမ်းနေတဲ့ဆက်ရှောက်တွေများစွာရှိနေပါတယ်။တချို့သူတွေမှာလည်းတနိုင်တစ်ပိုင်ပြန်လဲရောင်းချနေကြပြီးဖဲ့ရွက်အချက်တရံကို time back 350ဝန်းကျင်ပေါက်စီရှိတယ်လို့သိရပါတယ်။ဒီတစ်ပတ်ရဲ့အမျိုးသမီးကင်တာမှာတော့လာမယ့်မိုးတွင်းအမီ အမိုးလုံဖို့ကြိုးစားကြတဲ့နေဆက်ကဆစ်ဆောင်များဆိုတဲ့အကြောင်းကိုနားဆင်ခဲ့ကြတာပဲဖြစ်ပါတယ်စင်းနုံတည်နေနိုင်ငံချောင်းဝေတဲ့နုံတည်တွင်ကိုပြက်လက်တင်ဆက်ပေးပါရမယ်။ဒီနေ့မှာတော့လွိုင်ကုံမြို့နယ်အရှိချမ်းမှာရောင်းချပေးနေတဲ့ကုံစင်းနုံမတ်လ24ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းဝေလဲလဲနုံတွေကိုစူးစီးတင်ဆက်ပေးပါမယ်ရှင်။ င်ဆုံးအနေနဲ့လွိုင်ကုံမြို့နယ်အရှိချမ်းမှာရောင်းချပေးနေတဲ့ကုန်စည်သတင်းကိုပြောပြပေးပါမယ်။စံစည်းမှာတော့ရွှေအသက်အိတ်ကိုတသိန်း3000ကျပ်၊ပဲစီအေးသူစားတပိတ်သား2000ကျပ်၊ချက်သွန်ဖြူတပိတ်သား18000ကျပ်၊ချက်သွန်နီတပိတ်သား9000ကျပ်၊ဂျင်းတပိတ်သား1000ကျပ်၊ခရမ်းချင်တီတပိတ်သား3000ကျပ်ငရုတ်တီ6မူးမြော်တီတပိတ်သား2500ကျပ်ငရုတ်တီ6ကလော့အော်တီတပိတ်သား6000ကျပ် ငရုတ်တီစိန်တပိတ်သားတထောင်ချက်အာလူးတပိတ်သား၈000ချက်ကျဲဥတလုံး900ချက်အသားသူတပိတ်သားတထောင်9500ချက်ကလဘဲတပိတ်သား900ချက်ပဲနီလေးတပိတ်သားတထောင်6000ချက်ခယန်တီတပိတ်သား3000ချက်ငပိတထုပ်900ချက်ငနီတူး6တပိတ်သားကို3000ချက်တကြားတပိတ်သားတထောင်ချက်ကော်ဖီပရီမီယာအထောက်ကြီးတထောက်ကို18000ချက် Coffee Sunday အထောက်ကြီးတစ်ထောက်ကို18000ကျပ်၊ကွန်ရွက်တပိတ်သား1000ကျပ်၊ကွန်နူဝါတပိတ်သား18000ကျပ်၊ကွန်တီတပိတ်သား2800ကျပ်ဝတ္တာတပိတ်သားတမတ်စေ2500ကျပ်အမေသားတပိတ်သားတမတ်စေ2500ကျပ်ဈေးအတီးတီးရှိပါတယ်ဆက်သုံးစီဈေးအနေနဲ့ဓာတ်စီတလီသား6000ကျပ်ဒီဇယ်တလီသား6000ကျပ်ဈေးရှိပါတယ် အခုတင်ဆက်ပေးသွားတဲ့ကုံစင်းနှုံးတည်ဟာလွိုင်းကုံမြို့နယ်အရှိတ်ချမ်းမှာရောင်းချပေးနေတဲ့ကုံစင်းနှုံးနဲ့73စီဇင်းနှုံးတွေပဲဖြစ်ပါတယ်။ကုံစင်းနှုံးတွေနဲ့73စီဇင်းနှုံးတွေဟာအချိန်နဲ့အမျှအပြောင်းလဲရှိနိုင်တယ်လို့ရောင်းချတဲ့ဈေးဆိုင်ပေါ်မူတည်ပြီးလဲဇင်းနှုံးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။မရှလ24ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံခြားငွေလဲလဲနှုန်းတွေကိုတင်ဆက်ပေးပါရမယ်။ အမေရိကန်ဒေါ်လာမှာတော့ပြင်ပပေါက်ဈေးမှာဒေါ်လာကို4350ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့4400ကျပ်နဲ့ပြီးခဲ့တဲ့ match လ22ရက်နေ့ကတည်းကဈေးငိန်နေပါတယ်။ Eurostar နေမှာတော့တပေါင်ကို4840ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့4935ကျပ်ပေါက်ဈေးနဲ့ဈေးအနည်းငယ်ပြင်သက်လာပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာတော့ Eurostar တပေါင်ကို4680ကျပ်သာဝယ်ဈေးရှိခဲ့ပါတယ်။ စင်ကာပူဒေါ်လာမှာတော့ဒေါ်လာကို3300ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့3350ကျပ်ပေါင်ဈေးနဲ့ဒီရက်မှာပဲဈေးအနည်းငယ်ပြင်သက်လာပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာတော့စင်ကာပူဒေါ်လာဝယ်ဈေးဟာ3290ကျပ်ဝယ်ဈေးရှိခဲ့ပါတယ်။ထိုင်းတပတ်ကတော့129.33ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့133.58ကျပ်ပေါက်ဈေးနဲ့ မနေ့ကမတ်လ23ရက်နေ့ကစပြီးဈေးငွေနေတာကိုတွေ့ရပါတယ်ဂျပန်တယန်းမှာတော့29.12ချက်ဝယ်ဈေးရှိပြီးရောင်းဈေးအနေနဲ့29.83ချက်ပေါက်ဈေးရှိပါတယ်။ပြီးခဲ့တဲ့ရက်မှာလည်းဂျပန်တယန်းပေါက်ဈေးဟာ29ချက်ဝန်းကျင်မှာဝယ်ဈေးရှိခဲ့ပါတယ်။မလေးရှားရင်းကစ်ပေါက်ဈေးမှာတော့ဝယ်ဈေးအနေနဲ့1000ချက်ဈေးရှိပြီးရောင်းဈေးမှာတော့1015ချက်ပေါက်ဈေးနဲ့မတ်လ23ရက်နေ့ကလေးကဈေးငွေနေပါတယ်။ တရုတ်တရွန်ကိုတော့630ကျပ်ဝယ်ဈေးနဲ့ဈေးအနည်းငယ်ပြန်တက်လာပြီးရောင်းဈေးမှာတော့635ကျပ်ပေါက်ဈေးရှိပါတယ်။ပြီးခဲ့တဲ့ရက်တွင်မှာတော့တရုတ်တရွန်ပေါက်ဈေးဟာ969ကျပ်သာဝယ်ဈေးရှိခဲ့ပါတယ်။ ပြောပြပေးသွားတဲ့နိုင်ငံချောင်းငွေလေလံတို့တွေဟာမတ်လ24ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းငွေလေလံတွေကိုစုစည်းပြောပြပေးခဲ့တာပါ။ငွေစည်းနှုန်းတွေဟာအကောက်ချင်းချင်းလွဲပြောင်းမှု နေရာဒေသကွဲပြားမှုအရွက်ရောင်းဝယ်မှုအရာပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်သလိုအချိန်နဲ့အမျှဈေးနှုန်းအပြောင်းအလဲရှိနိုင်ပါတယ်။ ်ရှလာ24ရက်နေ့ရက်လွိုင်ကုံမြို့နယ်အရှိချမ်းကုတ်စင်းနှုံးတည်င်းမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းငွေလဲလဲနှုန်းတွေကိုစုစည်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဂရင်းနီပီအတွင်ဖြစ်ပျက်နေတဲ့သတင်းတွေဆောင်းပါးတွေကိုကနနာဝတီ Times Application မှာ တစုတစည်းတဲ့ဖတ်ရှုလို့ရပါပြီ။ Greeny သတင်းတွေဖတ်သတင်းဗီဒီယိုတွေကြည့်ရင်လည်း Greeny ပြည်တွင်းစစ်ဘေးရှောင်နေကြတဲ့ပြည်သူတွေကိုကူညီနိုင်မှာဖြစ်ပါတယ်။ Canary Thai application ကို download ဆွဲပြီး website စာမျက်နှာတွေနဲ့ YouTube channel ကသတင်းဆောင်းပါးဗီဒီယိုတွေကိုတနေ့အထက်မှကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ website YouTube နဲ့ application ကရလာတဲ့ဝင်ငွေတွေကို Greeny ပြည်တွင်းဒုက္ခရောက်နေကြတဲ့ပြည်သူလူထုအတွက်ပြန်လည်ပေးပို့ကူညီသွားမှာဖြစ်ပါတယ်ခင်ဗျာ။ FM မြန်မာဘာသာထုတ်လွှင့်မှုအစီအစဉ်ကိုတင်ဆက်ပေးနေတာဒီနေ့အဖို့တော်ဒီလောက်ပါပဲ။ Greening ပြည်သူပြည်သားများအားလုံးစစ်အာဏာရှင်ပေးကနေအမြန်ဆုံးလွတ်မြောက်ပြီးဒင်းကင်းလုံခြုံကြပါစေလို့ KTN FM ဖွတ်သူဖွတ်သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။နားဆင်ခဲ့ကြတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်။ဒီကနေ့ရဲ့အစီအစဉ်ကိုတော့ကျမမောင်ညာမကတာဝန်ယူတင်ဆက်ပေးခဲ့တာပါ။